ကကိုတိုင်းနောက်ချမ်းဗရောင်းမြို့နယ်အတွင်းမှာစစ်ကောင်မရှင်တပ်က၎င်းတို့လက်လွတ်လိုက်ရတဲ့လေတာတောင်ကိုစစ်ကြောင်းပြန်ထိုးလို့အထိနာပြီးပြန်ဆုတ်ခွာထွက်ပြေးသွားရတယ်လို့သိရပါဗျ။အရခတ်တတော်အေးထိန်ချုပ်ထားတဲ့လေတာတောင်ကို အောက်တိုဘာ6ရက်မနေ့ပိုင်းမှာအင်အား300ကျော်ပါစစ်ကောင်မရှင်စစ်ကြောင်းကဒရုန်းနဲ့လက်နက်ကြီးပါသုံးပြီးစစ်ကြောင်းထိုးတက်လာလို့အေးကတံပြန်တိုက်ခိုက်တဲ့အတွက်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေထိခိုက်ဒေဆုံးမှုတွေများခဲ့ပါဗျ။စခန်းကုန်းကို ပြန်ရရမယ်ဆိုပြီးတက်လာတာ မလာခင်လက်နက်ကြီးတွေဒရုန်းတွေအရင်လွှတ်တာအဲ့ဒါကိုမှဒီဘက်ဘူပေါင်းဖွဲ့ကတံပြန်ထိုးစစ်နဲ့တိုက်ချိန်မှာအလောင်းတွေဆွဲပြီးပြေးရတာလို့စီးအေးသတင်းရှင်းမြစ်က ARD Times ကိုပြောပါရယ်အေးတပ်ဖွဲ့တွေဟာစစ်ကြောင်းထိုးတက်လာတဲ့စစ်ကောင်မရှင်တပ်ကိုကြားဖြတ်ပြီးဒရုန်းတွေလက်နက်ကြီးတွေနဲ့ပါဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်မရှင်ဘက်က ထိခိုက်သေးဆုံးမှုတွေများခဲ့တာဖြစ်ပါရယ်စစ်ကောင်မရှင်ဟာပြီးခဲ့တဲ့စက်တင်ဘာ26ရက်နေ့ကလက်လွတ်ဆုံးရှုံးခဲ့ရတဲ့ စင်လန်နီးရှိကာကင်းစခန်းကုန်းဖြစ်တဲ့ဒေတာစခန်းကိုပြန်လည်ရယူဖို့စစ်ကြောင်းထိုးလာလို့ထိခိုက်ဒေဆုံးခဲ့ရတဲ့အတွက်စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကိုဆွဲပြီးနောက်ဆုတ်ထွက်ပြေးရတယ်လို့သတင်းရင်းမြစ်တွေကသိရပါဗျ။